မင်္ဂလာပါရှင်ဗမာခေတ်တည်တင်ဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှာစာပေဇွန်လ18ရက်နေ့စိတ်ဝင်စားဝေးထိတ်တန့်ရောက်တည်ရင်ထူးများကိုတင်ဆက်ပေးပါရမရှင်ပရမောင်ဆောင်တည်နေနေပြင်ဦးလင်ကထိုးနေတဲ့စစ်တပ်စစ်ကြောင်းနေနေ TNL နောင်ချိုကလမ်းခွဲမှာတိုက်ပွဲဆက်ဖြစ်နေဆိုတဲ့တည်ရင်ပဲဖြစ်ပါရရှင်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မန္တလေးမူဆယ်ပြည်အောင်စုလမ်းမကြီးပေါ်ကအုံမဒိနဲ့ရှေးမောင်တန်းတို့ခြေရွာတို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တောင်းတက်မလို့ TNL ကဒီကနေ့ဇွန်လ18ရက်နေ့ န်မာသတင်းထုတ်ပြန်ပါတယ်။ပြည်အောင်စုလမ်းမကြီးရဲ့ပြည်ယုံလွင့်နောင်ချိုလမ်းမိုင်းမှာနောင်ချိုမြို့နယ်၁၂မိုင်ခွတ်ကွာဝေးတဲ့လမ်းခွဲနေရာအနီးကအုံမတိနဲ့ရေမောင်တန်းကရွာတော်မှာပြည်ယုံလွင့်ကနေစစ်ကြောင်းထိုးနေတဲ့စစ်တပ်နဲ့ TNL ဘူပေါင်းတက်တို့ကြောင့်ဇွန်လ15ရက်ကလေးကတိုက်ပွဲဖြစ်နေတာပါပြည်ဦးလေးမြို့နယ်ဝက်ဝံကျေးရွာမှာထိုင်းချခန့်စစ်ပြင်းနေတဲ့စစ်တပ်ဟာမန္တလေးလာရှုလမ်းမကြီးကတစိမ့်ဝက်ဝံဘန်ပွေးနောင်ချိုဆိုပြီးစစ်ကြောင်းထိုးနေပါတယ်ဇွန်လ16ရက်မှာအုံမတိနဲ့ရေမောင်တန်းရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွင်မှာစစ်တပ်ကလက်နက်ကြီးကိုလုံးနဲ့ဒရုန်းနဲ့ဗုံး26လုံးလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့ TNL ကအတည်ပြုထားပါတယ် ။အုံမတိနဲ့ရေမောင်တန်းကလမ်းခွဲတွေရဲ့ဟိုဘက်ဒီဘက်ချမ်းမော။အုံမတိရဲ့လမ်းခွဲရဲ့ပြင်ဦးလင်ဘက်ချမ်းမောရော။ရေမောင်တန်းကလမ်းခွဲရဲ့အနောင်ကျိုးဘက်ချမ်းမော။အဲ့ဒီနေရာတွေမှာဖြစ်နေတာလို့အနောင်ကျိုးမြို့ကန်တူကပြောပါရယ်။ဒါပြင်လက်ဘက်ကိုခြေရွာဘက်ကိုလည်းတိုက်ဝဲဖြစ်ပွားခြင်းမရှိပဲစက်တာကပြည်သူလူထုတွေကိုရွေကျက်ရှိရှိနဲ့လက်နက်ကြီးသုံးလုံးပစ်ချတိုက်ခတ်ခဲ့တယ်လို့ TNL ကတည်ပေးထားပါတယ်။ဇွန်လ15ရက်နေ့ကလည်းအုံမတိနယ်ရှေးမောင်တန်ရွာမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွင်မှစစ်ကောင်စီတပ်ကလက်နက်ကြီး3လုံး၊ဒရုန်းနဲ့အစိမ့်ငွေပုံ38လုံးနဲ့ဘုံ35လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ပြည်ဦးလယ်မြို့နယ်ဝဝံကျေးရွာမှာထိုင်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတော့တအောင်တက်မလို့ TNL နဲ့ပူးပေါင်းတပ်တွေတိမ်ပိုက်ထိန်းချုပ်ထားတဲ့အနောက်ချိုမြို့နယ်တွင်ကို2024အောက်တိုဘာ22ရက်ကလေးကစတင်စစ်ကြောင်းထုတ်ဝင်ရဖို့ကြိုးစားနေတာပါ။အဲဒီနော ောက် DNL ဥဆောင်တဲ့တော်လိုင်းရဲတပ်တွေရှိတဲ့ကံငောရွာကိုရောက်ရှိလာပြီးတိုက်ပွဲတွေစတင်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ9ရက်နဲ့6ရက်နေ့ကလည်းစစ်ကောင်စီတပ်ဟာမန္တလေးမြို့ကနေပြည်ဦးလယ်ဘက်ကိုစစ်ကူကားတွေနှစ်ရက်ဆက်ပို့ခဲ့တယ်လို့20မိုင်ကဒေသခံတို့ကပြောပါရယ်ဇွန်လ13ရက်ကလည်းစစ်ကောင်6စီနောက်ဆုံးဘက်ကိုတက်သွားတယ်လို့ပြည်ဦးလယ်မြို့ကတို့ကပြောပါရယ်ညီနောင်မမိတ်၃ဘဲကငလျင်တန်းတဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်မှုအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုထိုးစစ်ဆင်ပြုလို့မှမဟုတ်ပဲတစ်ဖက်သက်ပြည့်ရက်ကာလကိုဇွန်လကုန်အထိတက်တန်းတူထားကြောင်းဇွန်လဆက်မှကြေညာခဲ့ပါရယ်ဒါကိုစစ် တက်ကခွင့်ကောင်းရှိပြီးအဆက်မပြတ်ထိုးစစ်ဆင်နေရကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတယ်လို့ TNL ကထုတ်ပြန်ပါတယ်။ဒါပြင်နောင်ချိုမြို့နယ်တောင်ဘက်ကကန့်ချင်းရွာနာမှာစစ်ကောင်စီတပ်နဲ့နေတိုင်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တနုပြည်သူလွမြောက်ရဲတပ် DBL ကောင်းဆောင်ဦးတွန်းနိုင်ကမနေ့က16ရက်မှာလူလူຫນွေကိုပြောပါတယ်။16ရက်ရဲ့မနေ့ကလည်းကန့်ချင်းရွာနဲ့ကန့်ချင်းရွာရှိပဲချန်ကရွှေသွန်းနာရွာနာမှာတိုက်ပွဲဖြစ်ပွားပြီးနေတိုင်းတိုက်ပွဲဖြစ်နေတယ်လို့ DBL ကောင်းဆောင်ဦးတွန်းန နိုင်ကပြောပါတယ်။အရင်ဘက်မှာလည်းနောင်ချိုကြီးမြောက်ဘက်ဆိုရွာသွင်းရွာပဝင်းချင်းမှာတော့တိုက်ပွဲဖြစ်တယ်။မနေ့ကဇွန်လ15ရက်ရောဒီမနေ့ဇွန်လ16ရက်ဖြစ်သေးတယ်။တိုက်ပွဲကမပြင်းတာပဲမကြမကြတော့ဖြစ်တယ်။မကြမကြပဲနေ့တိုင်းလူလူဖြစ်တယ်ဟုဦးထွန်းထွန်းနိုင်ကပြောပါတယ်။စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ကိုတောင်ကန်းဒေသကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးနေပြီးအစိမ့်ငွေပုံတွေတုံတိုက်ခိုက်နေတယ်လို့လည်း၎င်းကဆက်ပြောပါတယ်။ ဆက်လက်ပြီးငန်းစွန်တွင်ဂိတ်ချပင်ငွေကြေးတောင်းနေသောစစ်တပ်ကိုမိုင်းဆွဲမှုဆက်သား၃တိဆုံး မြိုင်မြို့နယ်တွင်ပြူစောတိတုပြစ်ခတ်ခံရပြီးတိတ်ဆုံးဆွဲသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့တော်စင်းရုံအနီးတွင်ခိတ်ချပြီးပြည်သူများထံမှငွေကြေးကောက်ခံနေသောစစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းငကနေပြောက်ကြားတပ်ဖွဲ့မြင်းကျန်မှတာဝန်ရှိသူတို့ကရှင်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ဇွန်လ16ရက်နေ့နံနက်9:50မိနစ်ခန့်အချိန်ငန်းစုံမြို့နယ်မြို့တော်စင်းရုံတွင်အစံဖက်စက်ကောင်စီတပ်ကခိတ်ချပြီးပြည်သူများကိုနေစဉ်ချိန်မှောက်ဆဲဆိုခြင်းနဲ့အတင်း ်တက်မှငွေကြေးတောင်းခံနေတဲ့ဖြင့်မြင်းချံမြို့တိုင်းနယ်သုံးနဂနီပြောက်ကြားပြည်သူကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတက်ခတ်ခဲ့ကြောင်းရှင်းခိတ်တွင်စစ်ကောင်စီတပ်သားအင်အား25ဦးရှိကြောင်းမိုင်းဆွဲမှုကြောင့်စစ်သား3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ မိုင်းဆွဲတာကမိုင်းကြီးတစ်လုံးမှာစကွေတွေဘက်ကပြန်လဲပြက်ခတ်တာ2မိနစ်လောက်တော့ကြာတယ်။မြို့သားမှာအထိုင်းရဲစကန်ရှိတဲ့ခိတ်ချတာကစိမ့်အောင်ပေါက်လာပြီးတော့ခိတ်ချတာပါ။ခိတ်ချပြီးတော့ပစံတွေတောင်းတာကားတို့ထော်လာကြီးတို့ဆန်ကယ်တို့အမျိုးမျိုးအကြောင်းပြပြီးတော့တဲ့ခါကျတော့ဒဏ်ရိုက်ပစံတွေနဲ့ရွှေခိုင်နေဟုနှကဏီပြောက်ကြားတပ်ဖွဲ့မြင်းချံမှတောင်းဝင်ရှိသူတို့ကပြောဆိုသည်။အလားတူမကွေတိုင်းမြိုင်မြို့နယ်ကနေပြူစောတိမြို့စင်တွင်ကင်းဆောင်နေစဉ်စစ်တပ်လောက်ကန်တူကိုစနိုက်ပါဖြင့်တွားရောက်ပစ်ခတ်ခဲ့ရာတိုက်စုံးခဲ့ကြောင်းဖစ်တာပြောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန် န်သည်ဇွန်လ10ရက်နေ့တွင်ကန်နေပြူစကန်ရှိမျောစင်ကင်းကိုစနိုက်ပါဖြင့်ပစ်ခတ်ခဲ့ပြီးကင်းဆောင်နေသောပြူစော်တီပြုတ်ကျတရန်ရရှိခဲ့ကြောင်းဇွန်လ13ရက်နေ့တွင်အဆိုပါပြူစော်တီတိုက်ဆုံသွားခဲ့ကြောင်းသိရှိရသည်စစ်စင်ရေးတိုက်ခိုင်းမှုတွင်ဖစ်တာပြောက်ကြားတပ်ဖွဲ့ပခုတ်ကခိုင်တရင်နှင့်တပ်ခွဲနှင့်မုံရွာခိုင်တရင်25တပ်ခွဲနှင့်စနိုက်ပါတပ်ဖွဲ့အညာမြေပြောက်ကြားတပ်ဖွဲ့မြိုင်ပကပါလျှက်စီးပြောက်ကြားတပ်ဖွဲ့မြိုင်ပကပါနှင့် မဟာမိတ်ပူပေါင်းတပ်စုများပူပေါင်းတိုက်ခတ်ခဲ့ကြောင်းသိရှိရသည်။ယခုဆက်လက်ပြီးညောင်လေးပင်ခရိုင်တွင်စစ်တပ်ပြစ်ခတ်မှုများကြောင့်ပြည်သူတို့သိဆုံးပြီးနှုတ်အပြင်းထန်တရားရဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းညောင်လေးပင်ခရိုင်မူးမြို့နယ်နှင့်လယ်တူမြို့နယ်တို့တွင်စစ်တပ်အကြမ်းဖက်တိုက်ခတ်မှုများကြောင့်ပြည်သူတို့သိဆုံးပြီးနှုတ်အပြင်းထန်တရားရရှိခဲ့ကြောင်း KNU ဘူကသတင်းထုတ်ပြန်သည်။ဇွန်လ17ရက်နေ့ပဲခူးတိုင်းပိန်းစလုပ်အခြေစိုက်ခလာရ964တရင်ကဖျောင်းကောက်တူကြီးရွာရှိပိုင်းတို့120မမလက်နက်ကြီးနှလုံးမြင့်ပြစ်ခတ်ခဲ့ကြောင်းထို့အပြင် ်ဇွန်လ14ရက်နေ့နွားရီချောင်းကြီးရွာသို့120မမလက်နက်ကြီးနှလုံးဖြင့်၎င်းပစ်ခတ်ခဲ့သောကြောင့်နွားရီချောင်းကြီးရွာမှအသက်35နှစ်အရွယ်ဆော့ဆိုးသူပွဲချင်းမီတည်ဆုံခဲ့ရပြီး အသက်65နှစ်အရွယ်နော်မြခင်လက်နက်ကြီးထိမှန်တဲ့ရရှိခဲ့ကြောင်းသိရှိရသည်။အလာတုဆွန်လ6ရက်နေ့မိုးမြို့နယ်တွင်စစ်ကောင်စီတပ်၏ခမရ439ကမြပကိုးကြီးရွာသို့120မမလက်နက်ကြီးလေးလုံးပစ်ခတ်ခဲ့ကြောင်းဆွန်လ8ရက်နေ့တွင်လည်းခမရ439ကအင်းယုံလီကြီးရွာသို့120မမလက်နက်ကြီးတစ်လုံး၊အုံရှိခင်ကြီးရွာနှင့်အုံမြင့်စုကြီးရွာခြားသို့ဟောင်းဝင်းစာလက်နက်ကြီး၃လုံး၊ကုံချောင်းမွမစစ်ကောင်စီတပ်များကအုံမြင့်စုကြီးရွာနှင့်ငနာစိတ်ကြီးရွာခြားသို့လက်နက်ကြီး၈လုံး ရင်းထက်ကုံကြီးရဖုန်ကြီးကျောင်းတို့လက်နက်ကြီး၃လုံး၊နတ်တန်ခွဲမစစ်တပ်ကအုံမင်စုကြီးရဗုဒ္ဓဘာသာဖုန်ကြီးကျောင်းဝင်းအတွင်တို့လက်နက်ကြီး၃လုံးနဲ့ဒရုန်းဖြင့်အုံမင်စုကြီးရငနာစိတ်ကြီးရအုံရှိကုံကြီးရနဲ့အညာစုကြီးရတို့လက်နက်ကြီးစုစုပေါင်း၃၂လုံးပြက်ကတ်ခဲ့ကြောင်းသိရှိရသည်။ထို့ပြင်ဇွန်လ၉ရက်နေ့တွင်လည်းနတ်တန်ခွဲမစစ်တပ်က၁၂၀မမလက်နက်ကြီးဖြင့်ရေလဲဖမကြီးရအတွင်တို့နှလုံးရေလဲကရင်ကြီးရအတွင်တို့တလုံးပြက်ကတ်ခဲ့ရာရေလဲကရင်ကြီးရမှာစောထ သာတန်24နှစ်အရွယ်လက်နက်ကြီးထိမှန်တရားရရှိခဲ့ကြောင်းသိရှိရသည်။ ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ဆန်းစုကြည်နယ်ကနိုင်ကျင်းမြောင်းကိုအမြန်ဆုံးလွတ်ပေးရေးလွတ်တော်ကိုစားပြုကော်မတီတွေပူးပေါင်းတောင်းဆိုဆွဲတဲ့မယ်ဖြစ်ပါရဲ့ရှင်။ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင် လူမှုကောင်ဆောင်တောင်ဆန်းစုကြည်နယ်တကွာနိုင်ငံရေးကျင်းသားများအလုံးကိုချင်းချင်းမရှိ ပြန်လွှတ်ပေးဖို့နဲ့ပြည်နယ်နဲ့ဖက်ဒရယ်ရှင်ရဲ့လွတ်တော်တွေလွတ်တော်ကိုစားပြုကော်မတီတွေကဒီကနေ့ရက်စွဲနဲ့ပူးတဲ့သဘောထားထုတ်ပြန်လိုက်ပါတယ်။လာမယ့်ဇွန်လ19ရက်နေ့မှာကြာရောက်တဲ့တောင်ဆန်းစုကြည်ရဲ့80နှစ်ပြည့်အမွေးနေ့အထိမ်းမဲ့ဖြင့်စကိုင်းဖက်ဒရယ်ရှင်ရဲ့လွတ်တော် တနင်္သာရီတိုင်းလက်တော်မကွေးဖက်ဒရယ်ယူနယ်လက်တော်ရန်ကုန်တိုင်းလက်တော် ARA တိုင်းလက်တော်ကချင်ပြည်နယ်လက်တော်ကိုစားပြုကော်မတီကယားပြည်နယ်လက်တော်၃ရက်ကော်မတီမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လက်တော်ကိုစားပြုကော်မတီချင်းပြည်လက်တော်ကိုစားပြုကော်မတီတို့ကထုတ်ပြန်လိုက်တာပါ။ ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူမှုကောင်ဆောင်ထုံးဆန်စုကြည်အသက်80ပြည့်နှစ်မွေးနေ့မှာဒီတတ်တော်ရကျော်ရှိပါစေကြောင်းနဲ့အမြဲဆုံးလွတ်မြောက်ပါစေကြောင်းမွေးနေ့ဆုမွန်ကောင်းတောင်းအပ်ပါသည်လို့ဖော်ပြထားပါတယ်။အနာသိန်းစစ်တပ်ရဲ့ဥရိမဲ့လုံရက်တွေကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဆပြူနေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေဟာတောင်ပေါ်မြေပြန့်ကျေးလက်မျိုးပြမကျန်းနေဟာဒေသအဆောင်မှာအထွေထွေကျက်တဲတွေကိုအစိုးရဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်တော်စုရဲ့နာကံမှလည်းမရေရာမသေးချမှုတွေနဲ့အလွန်ဆိုးရိမ်ရတဲ့အခြေအနေရောက်ရှိနေ တယ်လို့ပူရဲကြေညာချက်ပဖွဲ့စည်းတွေကဆိုပါတယ်မြန်မာပြည်သူလူထုတရက်လုံးရဲ့လှလတောင်းတတဲ့သဘောဆားဆန္ဒဖြစ်တဲ့ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြောင်းစုတည်ဆောက်ရေးတို့မှပြည်အောင်စုရဲ့အနာဂတ်လုပ်ငန်းရေးလုပ်ငန်းစဉ်တရက်ဖြစ်တယ်လို့အလေးနဲ့ယုံကြည်လက်ခံတယ်လို့ဖော်ပြပါရယ်ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြောင်းစုတည်ဆောက်ရေးတို့အတွက်တိုင်းနာကောင်းဆောင်နဲ့ပါဝင် ခီစထော့ဟော်ဒါများအားလုံး သဘောတူတဲ့နိုင်ငံရဲ့အခင်းအကျင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ဆောင်ရမှာဖြစ်ပြီးအဲ့ဒီနိုင်ငံရဲ့အခင်းအကျင်းတရက်ပေါ်ပေါက်ပြီးမှသာအခြားသောနိုင်ငံရဲ့အစီအမံတွေကိုဆက်လက်ဆောင်ရွက်ရမယ်လို့ထုတ်ပြန်ထားပါတယ်။ ဆလတ်တင်ဆက်ပေးမယ့်တရင်အကြောင်းအရာကတော့မြိုင်မှာမျောစင်ကင်းမွန်ဆောင်နေတဲ့စကားဆလက်ပါစီပြူတွေကိုစနိုက်ပါနဲ့ပစ်ခတ်ရပြူတူးတည်ဆုံးဆွဲတဲ့တွင်ပဲဖြစ်ပါရခြင်းမကွေးတိုင်းမြိုင်မြို့နယ်ကန်နေပြူရရှိမျောစင်မော်ကင်းဆောင်နေတဲ့စက်ကောင်စီလက်ပါစီပြူတွေကိုတော်လင်းတပ်ဖွဲ့တွေကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြူစော်တီတူပြုတ်ကျတည်ဆုံးခဲ့တယ်လို့ဖစ်တာပြောကြားတပ်ဖွဲ့ကရှမန်းနေကထုတ်ပြန်ထားပါတယ်ကန်နေပြူရစတဲ့အကြောင်းဝင်တွင်ရှိအမြင့်မျောစင်ကင်းကိုဆွန်လ19ရက်နေ့မှာစတင်ပြီးအချိန်ယူဆောင်ကြည့်ခဲ့ပြီးဆို ွန်လ10ရက်နေ့မှာကင်းတဝံပြောင်းလဲပြုလုပ်စဉ်စောင့်ကြိုပြစ်ခတ်ခဲ့ရာဆက်ကဆက်လက်ပါစီပြူသူကြည်တိမှန်ပြီးပြုတ်ချခဲ့ပြီးနောက်ဇွန်လ13ရက်မှာတိတ်ဆုံသွားတယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗစ်တာပြောက်ကြားတပ်ဖွဲ့ပုဂုတ်ခွိခိုင်တပ်ရင်းနှစ်တပ်ခွဲနှင့်မုံရခိုင်တပ်ရင်း25တပ်ခွဲနှင့်စနိုက်ပါအဖွဲ့အညာမြေပြောက်ကြားတပ်ဖွဲ့မြိုင်ပါကဖာနှင့်လျှက်စီးပြောက်ကြားတပ်ဖွဲ့မြိုင်ပါကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။